တင်ခံယူထားတဲ့ခေါင်းဆောင်မှုစိတ်ဓာတ်ကပါပါလေဖြစ်ကြပါပါခင်ဗျာဒေသရပါတော့မစ္စတာဆူပရနရှင်ရဲ့မြန်မာဒိုင်လူကြီးမင်းများနဲ့အဲပိအိတ်ရဲ့ပေါင်းလို့ခင်ဗျာကျွန်တော်ခံယူထားတဲ့ခေါင်းဆောင်မှုစိတ်ဓာတ်ဆိုတာကခေါင်းဆောင်တယောက်ဆိုတာခေါင်းဆောင်ခြင်းနဲ့စိတ်ရှိရမယ်ကိုကခေါင်းဆောင်တယောက်ဆိုတဲ့စိတ်ကိုမွေးရမယ်ပြီးတော့ဒါပေမဲ့ကိုယ့်ရဲ့အောက်လက်ငယ်သားမှာရှိတဲ့လူတွေနဲ့ဒန်းလူကြီးများတွေးခေါ်ခွင့်ဆွေးနွေးခွင့်ပြောဆိုခွင့်တိုင်ပင်ခွင့်တွေကိုလုံးတင်ပါတယ် ဒါမှလည်းပူပေါင်းလှုပ်ဆောင်မှလည်းကောင်းမွန်တဲ့ရလဒ်တွေကိုရရှိလာမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဆိုရင် SC Yan family member I'm showing the future of my family and then as a global citizen I have been doing my social work since 2020 my work responsibility are planning and distributing with close food and medicine to the era orphan people with disability and poor family and then collaboration with social organization and volunteering in disaster area coordinating with bless donation activity this is what i am doing for society ကျွန်တော်အနေနဲ့ဒီလို pride လုပ်ငန်းကိုကျွန်တော်ဥဆောင်လုပ်ကိုင်တဲ့အခါမှာကျွန်တော်ရဲ့အောက်လငယ်သားကျွန်တော်တို့အဖွဲ့အစည်းမှာရှိတဲ့လူတွေအကုန်လုံးကိုကျွန်တော်က time နဲ့ဆွေးနွေးတယ်ညှိနှိုင်းမှုတွေလုပ်တယ်အဲ့လိုလုပ်တဲ့အခါမှာကျွန်တော် pride လုပ်ငန်းတွေကိုလှုပ်ဆောင်တဲ့အခါမှာကောင်းမွန်တဲ့ရလဒ်တွေကိုများစွာရရှိတယ်ကျွန်တော်အနေနဲ့ပြောချင်တာကတော့ခေါင်းဆောင်တယောက်ဆိုတော့ကကိုကလည်းခေါင်းဆောင်ချင်းနဲ့စိတ်သက်ရှိရမလို့အောက်လငယ်သားတွေနဲ့ time ဆွေးနွေး ်ဒုမသာလင်ကောင်းမွန်တဲ့ခေါင်းဆောင်တူဖြစ်မယ်လို့ယုံကြည်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးများတင်ပါတယ်ဒီနေ့ကလည်းပါခင်ဗျာ